မင်္ဂလာပါဝီကက်ပင်မိုင်အားကြီးကလည်းကြိုဆိုလိုက်ပါတယ်ဇလန်းလေးရဲ့အစမှာတော့ကိုကျူဆောင်တိုင်းမီကိုဟန်တိုင်းမီရဲ့မင်းသက်တွေဟာစစ်ပွဲတွေဆင်နွှဲပြီးတံမီကျူးကျော်ခဲ့ကြပါတယ်နတ်ရန်ဂျင်ဘွန်လင်တုံးနဲ့ပွန်တန်းအောင်ဆိုပြီးလေးပန်းကွတ်ထွက်သွားပါတယ်တော်လမ်းမှုတွေရဲ့အဓိကကတော့ဟေမှုစုပဲဖြစ်ပါတယ်ခေါတုံကမျိုးတော်မှာတော့စီဂျင်တိုးပွဲချင်းမှနေပြီးအနိုင်ရသူရှိဖို့တော့စစ်တီတော့ဒါကိုချိမိနော့မဲ့အချိန်မှာနောက်တရရောက်လာပြီးထက်ရှင်ရင်ကြပါတယ် အဲ့နောက်တယောက်ကတော့ဟဲမူစုပဲဖြစ်ပါတယ်။ရှင်မြန်နေတော့မှာပဲလှန်ကကျိုးတော့ပါလေ။အဲကျိုးဟဲမူစုကလေပေါ်တိုင်းနဲ့ပြစ်ကန်လိုက်တော့တန်တကြီးလောက်နေတဲ့ဟန်တမကြီးရဲ့ရှင်မကိုတဲ့တဲ့ကိုစိုက်ပါတော့လေ။အယောင်စောတာတဲ့တိုက်ခိုက်ရေးသမားတွေကလည်းထွက်လာပြီးအချင်းတော်တွေကအချင်းသားတွေကိုလှုပ်ပေးလိုက်ကြပါလေ။တက်ကြရင်အနံ့ရသူကလက်ပေါင်းသားတီလို့နောက်ကျောင်းပြန်လဲတော့ပါတော့လေ။ပြီးတော့ဒံရကိုဆေးကုပါတော့လေ။ဘူရောမင်းကြီးနဲ့စစ်သူကြီးစကားပြောနေတော့ဘူရောရာရှိရောက်လာပြီးသူပြောတဲ့အတိုင်းလုပ်ဖို့ပြောလိုက်ပါလေ။ သူတို့တုံရအောင်စကားပြောနေကြတော့နန်းနန်းကဘူယောမကြီးကိုလာခေါ်ပါတယ်။သွားနေရင်လက်မှာအင်းစံမင်းနာနဲ့တွေ့ပါတယ်။နတ်ဖျားကလက်ခတ်တွေကိုတွက်ကြည့်တာထူးခြားတာတွေ့တယ်။အဲ့ဒါကနမိတ်ဆိုလာကောင်းလာတော့သူလည်းမခံမှန်းတတ်ဘူးလို့ပြောလိုက်ပါတယ်။တပတ်မှာတော့ဟေမူဆူနဲ့တပည့်တွေအစည်းအဝေးလုပ်နေတော့ခွန်တုံးကမှကောင်းဆောင်နေစုံနေရလို့တတင်းမေးတယောက်ကလာပြောပါတယ်။ဟေမူဆူကတော့စောင့်ကြည့်ဖို့ပဲပြောလိုက်ပါတယ်။အင်းကြီးဆက်ကဟန်တုံးကိုသူ့သွားလိုက်မယ်လို့မင်းကြီးကိုပြောလိုက်ပါတယ်။ ဲဒီစံက heaven နဲ့တခင်မလေးဟောင်းတော်ကိုပဲလိုက်ကြည့်နေပါတယ်သူတို့ပြောတဲ့ရောက်တော့အရေးစံရဲ့တငယ်ချင်းနဲ့တွေ့ပါတယ်သူက hanbin empire ရဲ့တော်ဝင်မိသားစုရဲ့ကာဝေးတပ်ဖွဲ့ပဲဖြစ်နေပြီးနှုတ်ဆက်ကထောက်သားကြပါတယ်တမ်မကြီးကထိုက်ရှုကိုတာဝန်ပေးအပ်ခဲ့ရတော့ကမင်းရှိမထားတဲ့ဌာနဲ့ hemo su ကိုတုတ်တယ်မယ်လို့ကြွေးကြော်လိုက်ပါတယ်ပြီးတော့အရှင်မကြီးရဲ့မင်းတပ်ဖွဲ့ကိုလည်းဝင်လာခိုင်းပြီးဒုက္ခတွေကိုလက်နက်တွေပေးပြီးတိုက်ခိုက်ခိုင်းလိုက်ပါတော့တယ် ဒုက္ခတွေပဲတည်ကုန်ကြတာမြင်ပြီးတခင်မလေးယွန်းဟာကအမကြီးကိုမတက်ခိုင်းဘူးပြောပါတော့လေအမကြီးကသူ့ကိုဆရာလုပ်နေဆိုပြီးအချုပ်ခန်းထဲထည့်လိုက်ပါတယ်အရှင်းစံကသူ့တငယ်ချင်းကိုတောင်းဆိုပြီးဟွန်ဟာကိုအချုပ်ထဲကနေထုတ်လိုက်ပါတယ်ယွန်းဟာလည်းကျူးစင်စကားပြောပြီးပြန်သွားပါတော့တယ်ဒဲမူစကားမှာတော့ဟဲမူစုက သူ့တပည့်တွေကိုမြားပြစ်တင်နေကြပါပဲခွန်တောင်းကုန်ချောင်းကိုစောပန်းစောပန်းခိုင်းထားတဲ့သူပြန်ရောက်လာပြီးဒုက္ခတွေကိုတက်ပြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ် ဟဲမိုဆိုကအစီအစံခွားဝါကိုဆက်သွယ်ပြီးလက်နက်အမြန်ပို့ဖို့ပြောလိုက်ပါတယ်။လက်နက်ရောက်တာနဲ့တိုက်ခိုက်ဖို့အသိမင်ထားဖို့လည်းပြောလိုက်ပါတယ်။အစီအစံမင်နာကလက်နက်တွေကိုပို့ပေးလိုက်ပါတယ်။မဲကြီးနဲ့ဘူရောအရာရှိစကားပြောနေတော့အခန်းကိုလာချောင်းလို့ဘူရောအရာရှိကဒါနဲ့ပြစ်ပေါက်လိုက်ပါတယ်။လောက်ချန်သူရှိတယ်ဆိုပြီးရဲမတ်တွေကလည်းလိုက်ရှာကြပါတယ်။အစီအစံသွားရင်ကချင်းရတော်နဲ့တားလေးကိုတွေ့ပါတယ်။ ။အင်ဂျင်ဆန်နဲ့တတတအူးစကားပြောနေတော့ဘူရောအယားကြီးကတတကိုဒါနဲ့ပေါက်လိုက်ပါတယ်။မင်းကြီးကိုအင်ဂျင်ဆန်နဲ့ဟမ်မူစုကတငယ်ချစ်လို့ပြောလိုက်တဲ့အချိန်မှာတော့မင်းကြီးကသောတာထွက်ပြီးအင်ဂျင်ဆန်ရဲ့ဝိညာဉ်ကိုဒါနဲ့ဖျက်လိုက်ပါတယ်။အင်ဂျင်ဆန်ရဲ့ဝိညာဉ်အောက်ကဒဏ်ရာပေါ်လာပါတော့တယ်။မင်းကြီးနဲ့အင်ဂျင်ဆန်စကားများကြပြီးမင်းကြီးချောင်းလေးစိုးပါတော့တယ်။အင်ဂျင်ဆန်ကဟဲမိုစုစီညာတွင်ခြင်းပဲလိုက်သွားပါတော့တယ်။ဟဲမိုစုကဟန်တက်ဘွဲ့ဝင်ချုံကိုတိုက်ခိုက်ဖို့အတွက်ချမ်းလွန်နေပြီးမိသားလေးနဲ့ တင်တိုက်ခိုက်ပါတော့တယ်။တကယ်တော့အဲဒီစစ်စင်ရေးကဟဲမုံစုကိုထောကျောက်ဆန်လာတဲ့စစ်စင်ရေးပါ။အဲတော့သူရဲ့ကောင်းဟဲမုံစုတို့ဘက်ကရှုံပြီးဒဏ်ရာတွေနဲ့ဒေတဲ့ကိုပြုတ်ချတော့ပါတော့တယ်။ဟန်တပ်ဖွဲ့ဝင်တွေနဲ့အရှိစံတို့အဖွဲ့ကကာဆက်တရှောက်လက်ရှာပေးမယ်ဟဲမုံစုကိုရှာမတွေ့ကြပါဘူး။လောဟာကလည်းသူ့အဖေကအဲ့နောက်ကိုပြရပေးလို့စစ်ကင်းနဲ့ကာဆက်မှာ သူ့အစီကံနဲ့ထိုင်နေတော့လူတယောက်ရေးရဲမှပြောတာကိုတွေ့ပြီးစိတ်ကူးတာပေးလိုက်ပါလေ။စေချုံလေးတို့မှာသူ့ဖားရောက်လာပြီးတော့ စေကဘာအတွက်ကြိုတင်ရလဲမေးတော့အိမ်နာဖူးကိစ္စကိုတွေ့ရင်နေမကောင်းဖြစ်လို့တောက်ဖို့ကြိုတာပါလို့လိန်ပြောလိုက်ပါလေဒါပေမဲ့တမိထက်လေလို့အဖေလုံနေတာဆိုတဲ့အတိုင်းလိန်စင်တွေကိုတည်တယ်အင်တာဗျူးဆိုတာစဉ်းစားထားလို့ပြောပြီးထွက်သွားပါတော့တယ်ဒါပေမဲ့အဖေလုံသူကရွှေဝါစဲတန်းချလုပ်ဖို့ကို ခွင့်ပြုပေးမှာမလို့သူ့ကိုယ်ရန်တော်ကိုပြောလိုက်ပါတယ်ရွှေဝါနဲ့သူ့အစီကံကတော့ဟဲမိုဆူကိုပြုစုနေပြီးသူ့လက်ထက်မှာသူကဟဲမိုဆူလို့တည်ထောင်ကြရလို့မဟုတ်ပဲဝတ်ရကောင်ဖြစ်နေလို့မြူဂျင်တော့လာလို့ပြောလိုက်ပါတယ် ပြီးတော့ရုံးဝအစီကဟင်မိုစုကိုကြီးတည်ကြည်ခံရလို့ကဲလိုက်တာလားဆိုပြီးရုံးဝကိုမေးလိုက်ပါတယ်ကျောင်းကမဟုတ်ပါဘူးဒါပေမဲ့သူ့မှာယောက်ျားပီသားတဲ့အရေးချင်းတော့ရှိမှာပါလို့ပြောနေတော့မှရှိသေးတယ်ဟဲမိုစုလို့လာပါတော့လေလို့လာတော့ဒါပဲနဲ့လဲဆိုပြီးမေးပါတော့လေယောက်ျားကတော့သူကလေးတဲ့လူကမသိပဲပက်ရှင်လာလို့ပြောနေပါတယ်ဟဲမိုစုမျောလာတဲ့ကန်ဆက်တစ်ချောက်ကိုနှစ်ယောက်အတူရှောက်လာပြီးယောက်ျားကဟဲမိုစုကိုဒုသအနေနဲ့ဟန်ဆောင်ခိုင်းပါတော့လေ အစာပိုင်းမှာတော့ဟဲမုစုကသဘောမတူပါဘူး။ရောင်းဟာအဖေရဲ့ကိုရန်တော်ကကိစ္စကောင်းတစ်ခုဖြစ်လာပါပါလို့ပြောနေတော့မှာပဲ။ဟန်တက်ဘွဲရောက်လာပြီးတရလုံးကလူတွေကိုစုခိုင်းထားပြီးအိမ်တွေကိုဝန်ရှာပါတယ်။တရမမတွေ့တော့ဟဲမုစုကိုတွေ့ရင်ချက်ချင်းပြောဖို့ခေါ်ထားရင်ခေါင်းဖြတ်ခံရမယ်လို့ချိန်ချောက်ပြီးတော့ပြန်သွားပါတယ်။ကိုရန်တော်ကသူ့တခင်ကိုမမလေးနဲ့အတူတွေ့တွေ့တာဟိုဘယ်ဆိုပါလို့ပြောပြီးကိုနှစ်ယောက်သာဟန်တက်ဘွဲကိုခေါ်သွားပါတော့တယ်။ မမလေးကလည်းအင်ကိုအမြန်ပြန်ပြီးတော့ဟဲမိုဆူလာလို့မေးပါတော့တယ်ဟဲမိုဆူကမဟုတ်ဘူးလီယန်ဆက်လို့ပြောလိုက်ပါတယ်အဲ့ဒါနဲ့မမလေးလည်းဟဲမိုဆူကိုအနားယူဖို့ပြောပြီးအခန်းပြန်သွားပါတော့တယ်ပြီးတော့သူ့အစီကံနဲ့ဟဲမိုဆူဖြစ်ပါစေလို့ပြောပြီးအိတ်ကြပါတယ်ဟဲမိုဆူကသူ့အကြောင်းကိုဒီကောဖြစ်လို့ထွက်သွားပါတော့တယ်သူထွက်လာတဲ့အချိန်မှာပဲဟန်တက်ဖွဲ့ဝင်ရောက်လာပြီးမမလေးတို့အကန့်ကိုမွေးနောက်ရှာသွားတော့တယ်။ဟဲမိုဆူကတော့ချွန်ခုကနေလှမ်းကြည့်နေပါတယ်။အပိုင်တက်ကတော့ဒီမှာပဲပြီးဆုံးပါတယ်။ နေ့စဉ်ရတိုင်းစတိုက်တက်ဆက်ပေးပါမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးပို့တောင်းဆိုအပ်ပါရဲ့